ဝန်ထရာဖိုင်များမှရရှိသည့်အချက်လက်များအရတောင်တရုတ်ပင်လယ်မှ Invest 62တိုင်ဖုန်းမုန်တိုင်းအဆင့်ထိရောက်လာနိုင်ခြေတရရှိနေပြီးဇွန်လ14ရက်နေ့ညပိုင်းတွင်တရုတ်ပြည်မတောင်ဘက်ကမ်းခြေအားမကာအိုမြို့အနီးမှ တိုင်ဖုန်းမုန်တိုင်းအဆင့်ဖြင့်ဖြစ်ကျော်ဝင်ရောက်နိုင်ပွဲရှိကြောင်းကြိုတင်ခန့်မှန်းချက်များတွင်တွေ့ရပါသည်။မုန်တိုင်းကျွင်းကျန်များသည့်အရှေ့ဘက်တရုတ်နိုင်ငံအတွင်းသို့ဆက်လက်၍လျားပြီး နောက်ဘက် BNN လာအို ထိုင်းနှင့်မြန်မာနိုင်ငံတို့တည်ရှိရာအနောက်ဘက်ဘက်သို့ရွှေ့ရမှုမရှိပါမင်္ဂလာပင်လယ်အော်မြောက်ပိုင်းတွင်ဇွန်လ15ရက်နေ့၌ဖြစ်ပေါ်လာနိုင်သော လေဝေလိုင်းလေးဖြီအားနည်းရဝန်းနှင့်တောင်တရုတ်ပင်လယ်မှအားကောင်းလာမည် Invest 62ဝါရို၏အချိန်တက်ရောက်မှုကြောင့်မြန်မာတနိုင်ငံလုံးဇွန်လ13ရက်14ရက်15ရက်16ရက်မှ22ရက်အထိနေရာနဲ့အပြာမိုးရွာနိုင်ပါတယ်။တနင်္လာရီတိုင်းနဲ့ မွန်ပြည်နယ်တွေမှာဇွန်လ16ရက်မှ22ရက်အတွင်းမိုးများရာမှမိုးအလွန်များနိုင်ပြီး24နာရီအတွင်းမိုးရေချိန်9လက်မအထက်ကြံပြည်နယ်တိုင်းဒေသများတွင်24နာရီအတွင်းမိုးရေချိန်2လက်မခွဲအောက်မိုးအထင်အင့်ရွာနိုင်ကြောင်းတွေ့ရပါတယ်